2021ခုနှစ်အာနာသိမ့်မှုကြောင့်တတ္တမန်ရေးစာမျက်နှာမှာဖဲ့ကျင်းထားရတဲ့နေပြည်တော်ကို ဥရောပကနိုင်ငံခေါင်းဆောင်တဦးဖြစ်တဲ့ဘယ်လာရုစ်တမဒါအလက်ဇန်ဒားလူကာရှန်ကိုဟာမြန်မာစစ်ကောင်းဆောင်ရဲ့ဖိတ်ကြားချက်အရနေပြည်တော်ကိုနိုဝင်ဘာလ28ရက်နေ့မနက်ပိုင်းကရောက်ရှိလာပါတယ်။ဥရောပကကုန်းတွင်းပိတ်အာနာရှင်နိုင်ငံလို့သတ်မှတ်ခံထားရတဲ့ဘယ်လာရုစ်နိုင်ငံတမဒါရဲ့ဒီခရီးစဉ်အတွင်မှာ စိတ်ကောင်းဆောင်နဲ့တွေ့ပြီးချစ်ချစ်ရင်းနဲ့ကဏ္ဍပေါင်းစုံမှာပူးပေါင်းမှုတွေ့ဆုံဆွေးနွေးတာနှစ်နိုင်ငံအကြားနားလည်မှုစာကြွန်လာတွေလက်မှတ်ရေးထိုးသွားဖို့ရှိတယ်လို့စစ်ကော်မရှင်ကထုတ်ပြန်လာပါတယ်ဒီခီးစဉ်ဟာလူကာရှန်ကိုအတွက် ပထမဆုံးအကြိမ်မြန်မာပြည်ကိုလာတဲ့ခီးစဉ်ဖြစ်ပေမဲ့မြန်မာစစ်ကောင်းဆောင်ကတော့2025ခုနှစ်မတ်လနဲ့ဇွန်လတွေမှာဘယ်လာရုစ်နိုင်ငံကိုနှစ်ကြိမ်တွားရောက်ခဲ့ပူးပါတယ် ဘယ်လာရုစ်နိုင်ငံမှာတမဒလူကာရှန်ကိုနဲ့တွေ့ဆုံခဲ့ရမှာစစ်ကောင်းဆောင်မင်းအောင်လိုင်က၎င်းတို့ကျင်းပမဲ့ရွေးကောက်ပွဲအတူအတွက်စောင့်ကြည့်လေးလာသူများစေလို့ဖို့တောင်းဆိုခဲ့တာကိုဘယ်လာရုစ်တမဒကလည်းလက်ခံခဲ့ပြီးနောက်စစ်ကောင်းဆောင်ရဲ့ရွေးကောက်ပွဲအတူကိုထောက်ခံခဲ့ပါတယ်လူကာရှန်ကိုဟာ1994ခုနှစ်ရွေးကောက်ပွဲအနိုင်ရပြီးခရေကဘယ်လာရုစ်တမဒနေရာက မစင်းတော့ပဲ အာနာကိုစေစုနှင့်သုံးခုတိုင်ချုပ်ကင်ထားနိုင်သူဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလရွေးကောက်ပွဲမှာတမဒလူကာရှန်ကို အနိုင်ရခဲ့လို့တမဒအဖြစ်6ချိန်ဆက်အနိုင်ရခဲ့ပါတယ်။အဲ့ဒီရွေးကောက်ပွဲကိုမြန်မာရွေးကောက်ပွဲကော်မရှင်ကလည်းတွားရောက်လေ့လာခဲ့ပါတယ်။လူကာရှန်ကိုပဲဆက်နိုင်ခဲ့တဲ့2020ရွေးကောက်ပွဲခရေကဘယ်လာရုစ်ရွေးကောက်ပွဲတွေကို UK ဥရောပတမကနဲ့ အမေရိကန်တို့ကအတိမတ်မပြုတော့ပေမဲ့ရုရှားကတော့ကြောထောက်နောက်ခံပြုပေးခဲ့ပါတယ်။အနောက်နိုင်ငံတွေရဲ့အရေးယူပိတ်ဆို့မှုတွေကို ခံထားရတဲ့မြန်မာနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံအနေနဲ့တန်တမာကြီးနဲ့စီရေးမှာရုရှားကိုမိခိုအားထားနေရခြင်းလဲတူကြပါတယ်။ဆီယနာသိန်းကာလာ2022ခုနှစ်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ်ဟွန်ဆန်ပြောက်လာခဲ့ပြီးနောက် မြန်မာပြည်ကိုဒုတိယရောက်လာတဲ့နိုင်ငံခေါင်းဆောင်ဖြစ်သလိုစစ်ကော်မရှင်နဲ့ဘယ်လာရုစ်နိုင်ငံအကြားဆက်ဆံပူးပေါင်းမှုများပုံမိုနှိစက်လာကြောင်းမြမအရေးအကဲခတ်တွေက သုံးသပ်ထားကြပါတယ်။လူကာရှန်ကိုရဲ့အခုခရီးစဉ်မှာစီးပွားရေးဆိုင်ရာပူးပေါင်းရေးစာချုပ်တွေထုတ်ဆိုဖို့ရှိတယ်လို့စစ်ကောင်စီနဲ့နှိစက်သူတွေကပြောသလိုဆက်လက်နဲ့ပစ္စည်းဝယ်ယူရေးကိစ္စအပြင်နိုင်ငံရေးအရာ တရားဝင်မှုရရှိရေးကိုအဓိကရည်ရွယ်တာလို့လေးလာသူတွေကလည်းသုံးသပ်ထားကြပါဗျ။ online လေလံလောင်ကစားမှုတွေကိုနှိမ်နှင်းရာကနေနှစ်နှစ်ကျော်အတွင်းဖန်စီထိန်ထိန်ရမိတဲ့နိုင်ငံခြားသားတွေရဲ့စားစရေးတော့နိုင်ငံတော်ကစက်သိန်းပေါင်း1300တောင်ကျော်သုံးစွဲကုန်ကြခဲ့ရတာကြောင့်ထိန်ထိန်ထားရမှုကအင်မတန်တာဝန်ကြီးကြောင်းစစ်ကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းကပြောပါတယ် ပြီးခဲ့တဲ့2023ခုနှစ်အောက်တိုဘာလ9ရက်နေ့ကနေ2025နိုဝင်ဘာလ26ရက်နေ့ထိနိုင်ငံပေါင်း52နိုင်ငံကနိုင်ငံသားသား68582ဦးကိုသက်ဆိုင်ရာနိုင်ငံတွေကိုဖမ်းဆီးလွှဲပြောင်းပေးထားကြောင်းဖမ်းဆီးထိန်းသိမ်းထားသူတွေကိုတနည်း3နှစ်စာအတွက်တဦးကိုကျက်တထောင်ခွဲနှုန်းနဲ့နိုဝင်ဘာလ22ရက်နေ့ထိငွေကျက်3,300ကျော်ကုန်ကျနေကြောင်းဗိုလ်ချုပ်စောပင်ထွန်းကပြောပါတယ် ဖန်စီထိန်သိမ်းရမိတဲ့နိုင်ငံသားတွေကိုသူတို့နိုင်ငံရဲ့အစိုးရတွေလာမခေါ်မချင်းသူတို့ကိုထိန်သိမ်းထားရတဲ့တာဝန်ကအင်မတန်ကြီးပြီးတော့တနည်းတာလိုအပ်တဲ့အစားအစာအပြင်တောက်ရည်သုံးရည်ကအစာဝတ်ဆရာနဲ့အိယာအစုံအားလုံးကိုနိုင်ငံတော်ကဖြည့်ဆည်းပေးရတာဖြစ်တယ်လို့သူကဆိုပါတယ်။ဒါကြောင့်သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ကိုယ်နိုင်ငံသားတွေကိုအမြန်ဆုံးလာရောက်ခေါ်ဆောင်ပေးကြဖို့သူကတောင်းဆိုထားပါတယ်။ဒါအပြင်အမေရိကန်နိုင်ငံကသူတို့နိုင်ငံသားတွေကို online နေလည်မှုကနေကာကွယ်ဖို့အတွက် scam center strike for ဖွဲ့ပြီးဆောင်ရွက်နေကြောင်းထုတ်ပြန်ခဲ့တာနဲ့ American Outlook တော်မှာမြန်မာအရေးဆွေးနွေးမှုတွေပြုလုပ်ပြီး online လိမ်လည်လောင်းကစားမှုနှိမ်နင်းရေးကိစ္စတွေကိုဝင်ရောက်ဆက်ဖက်ပြောဆိုနေတာတွေဟာပွဲလန်နှုံဖြာခင်းတဲ့ကိစ္စတွေဖြစ်တယ်လို့လည်းစစ်ကောင်စီသတင်းထုတ်ပြန်ရေးဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းကပြောပါရယ် KK Pack နေမြေအတွင်းကအစအဦး256လုံးကိုဖြိုချဖျက်ဆီးနိုင်ခဲ့ပြီး ကြန့်ရှိနေတဲ့အဆောက်အဦ386လုံးကိုဆက်လက်ဖြိုချဖျက်ဆီးသွားမယ်လို့လည်းစစ်ကော်မရှင်ကဆိုပါတယ်။ရွှေကုတ်ကအွန်လိုင်းလောင်းကစားရုံတွေကိုနိုဝင်ဘာလ18ရက်နေ့ကစတင်ပြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက်အဲ့ဒီအဆောက်အုံတွေကိုပြန်လည်အသုံးမပြုစေဖို့အတွက်နိုဝင်ဘာလ29ရက်နေ့ကနေစတင်ကစိတ်ပိတ်သိမ်းဆည်းမှုတွေပြုလုပ်ခဲ့ကြောင်းစစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။ဝါရှင်တန်မြို့က အမျိုးသားလုံခြုံရေးအရန်တပ်ဖွဲ့ဝင်2ဦးပြစ်ခတ်ခံရပြီးမှမြန်မာအပါအဝင်16နိုင်ငံကနိုင်ငံသားတွေရဲ့အချက်အလက်တွေကိုတင်းတင်းကြပ်ကြပ်စစ်စစ်ဖို့အမေရိကန်နိုင်ငံသားပြုခွင့်နဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဌာန USCIS ကလမ်းညွှန်ချက်အသစ်ချမှတ်လာပါတယ်။ဒါကြောင့် Trump အဆိုရဟာနိုင်ငံပေါင်း16နိုင်ငံမှအမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းလာသူတွေကို ထုတ်ပေးထားတဲ့ Green Card အမြဲတမ်းနေထိုင်ခွင့်တွေကိုပြန်လည်စစ်ဆေးတော့မှာဖြစ်ပါတယ်။အာဖဂန်နိုင်ငံသားတယောက်ကပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကဝါရှင်တန် DC မှာအမျိုးသားအဆောင်တပ်သားနှစ်ယောက်ကိုပြစ်ခတ်ခဲ့ပြီးနောက် Green Card တွေကိုပြန်လည်စစ်ဆေးမဲ့ညွှန်ကြားချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။အဆိုပါပြစ်ခတ်မှုဖြစ်စဉ်ဟာဘိုင်ဒန်လက်ထက်မှာနိုင်ငံသားတွေရဲ့ပြန်လည်အခြေချနေထိုင်ရေးကိုသာဦးစားပေးပြီးအခြေခံစစ်ဆေးရမယ့်စံနှုန်းတွေကိုချိုးဖြတ်ခဲ့တာကြောင့်လို့အပြစ်တင်ထားပြီး ထရန့်အစိုးရလက်ထက်မှာတော့အမေရိကန်နိုင်ငံသားတွေကိုသာပထမဦးစားပေးဖြစ်တယ်လို့အမေရိကန်နိုင်ငံသားနဲ့လူဝံမှုကြီးကြပ်ရေးဌာန USCIS အကြီးအကဲဂျိုးဆက်အလိုက ပြောပါတယ်။မူလတာဝန်ကနိုင်ငံသားတွေကို အတင်းကျပ်ဆုံးစစ်ဆေးကြမှတ်ဖို့ဖြစ်ပြီးသူတို့ဘယ်ကလာတယ်နဲ့ဘာကြောင့်လာတယ်ဆိုတာတွေကိုစစ်ဆေးမှာဖြစ်တယ်လို့ USCIS ရဲ့ဒါရိုက်တာ ဂျိုးဆက်အလိုကနိုဝင်ဘာလ28ရက်ထုတ်ပြန်ချက်မှာဆိုထားပါဗျ။အမေရိကန်လူဝင်မှုကြီးကြပ်ရေးကိုနိုဝင်ဘာလ28ရက်နေ့အဲ့ဒီမတိုင်ခင်ရှောက်ထားစေရှောက်လွာတွေအပါအဝင်28ရက်နောက်ပိုင်းရှောက်လာမဲ့သူအလုံးအပေါ်ဒီမူဝါဒလမ်းညွှန်ချက်တွေတက်ရောက်မှာဖြစ်တယ်လို့ USCIS ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။ USCIS ဝန်ထမ်းတွေအနေနဲ့အနေရရှိ16နိုင်ငံက နိုင်ငံသားတွေရဲ့အချက်လက်စီစီရမှာအစ်စ်ထုတ်ပြန်လိုက်တဲ့မူဝါဒလမ်းညွှန်ချက်အတိုင်းစစ်ဆေးသွားမှာဖြစ်ပါတယ်။ပြန်လည်စစ်ဆေးခံရမယ့်နိုင်ငံတွေထဲမှာတော့အာဖဂန်နစ္စတန်၊မြန်မာ၊ချတ်၊ကွန်ဂို၊အီကွေတိုနီယယ်ဂီနီ၊အီရီထရီးယား၊ဟေဒီ၊အီရန်၊လီဗျာ၊ဆိုမာလီယာ၊ဆူဒန်၊ယီမင်၊ဘူရွန်ဒီ၊ကျူဘာ၊လာအို၊ဆီရာလီယွန်၊တိုဂို၊တက်မင်နစ္စတန်နဲ့ ဗန်နီဇွဲလာတို့ဖြစ်ကြပါတယ်။လုံခြုံရေးဆန်ရဆိုရမှုတွေစီးပွားရေးចောင်းသားနဲ့ခရီးသွားဗီဇာတွေရဲ့ဗီဇာတက်တန်းကျော်လွန်မှုနှုန်းဟာဒီလိုစီစစ်မဲ့နိုင်ငံတွေစရင်ထဲမှာပါဝင်ရတဲ့အကြောင်းရင်းတွေ ဖြစ်တယ်လို့ဆိုထားပါတယ်။ Green Card ပြန်လည်တုံ့တက်မှုကိုအဓိကလှုပ်ဆောင်နေတဲ့အမေရိကန်နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာန USCIS ကရခိုင်တမရဂျိုးဘိုင်ဒန်လက်ထက်မှာခွင့်ပြုခဲ့တဲ့ ဒုက္ခတဲ့အားလုံးကို ပြန်လဲစိစစ်သွားမယ်လို့ပြီးခဲ့တဲ့သတင်းပတ်မှာကြေညာခဲ့ပါတယ်။ရှေဘူပေါ်ဆန်းအပါဝင်ဆန်တွေကိုစားသုံးသူတွေထံအိမ်ရောက်ပို့စနစ် home delivery နဲ့နိုဝင်ဘာလ29ရက်နေ့ကနေစတင်ကပို့ဆောင်ရောင်းချနေပြီဖြစ်ကြောင်းမြန်မာနိုင်ငံဆန်စပါအသင်းချုပ် MRF ကထုတ်ပြန်ထားပါတယ်။ဆန်စင်းနှုန်းတည်ငြိမ်မှန်ကန်စေရတဲ့အတွက်စားသုံးသူတွေစီအိမ်ရောက်ပို့စနစ်ဆိုတဲ့ခေါင်းစဉ်နဲ့ ရောင်းချနေတာဖြစ်ပြီးမြန်မာနိုင်ငံစံစပါအသင်းချုပ်နဲ့မြန်မာနိုင်ငံစံစပါကုန်တယ်များအသင်းတို့ကပူးပေါင်းရောင်းချတာလို့ဆိုပါရယ်ရောင်းချမဲ့စံတွေကတော့ရွှေဘိုပေါ်စံအဟောင်းတအိတ်ကို38000ကျပ် ARR ပေါ်စံကြားပြန်အဟောင်းတအိတ်ကို3000ကျပ် ARR ပေါ်စံကြားပြန်အသစ်တအိတ်ကို33000ကျပ် ARR ပေါ်စံနေဆုံးအဟောင်းတအိတ်ကို32500ကျပ် ARR ပေါ်စံနေဆုံးအသစ်တအိတ်ကို33500ကျပ် ရက်60စံတဲအိတ်ကို9000ခွဲချက် အမထ15မတန်တဲအိတ်ကို9000ချက်ဈေးနှုန်းနဲ့ပို့ဆောင်က အခမဲ့ဖြစ်တယ်လို့ကြေညာထားပါတယ်။စံတွေဟာ108ပေါင်း24ပြီအိတ်ဖြစ်ပြီးပို့ဆောင်ကအခမဲ့ဖြစ်ပေမဲ့အထက်မြင့်ကို ပို့ရရင်တော့ဝန်ဆောင်က ထပ်ပေးရမယ်လို့ဆိုပါတယ်။စားသုံးသူတွေအနေနဲ့မြန်မာနိုင်ငံစံစဘာတင်ချုပ်ရဲ့ဖုန်းနံပါတ်တွေကိုရုံးချိန်အတွင်းဆက်သွယ်ကကေပေးနဲ့ငွေပေးချေကမှာယူနိုင်မှာဖြစ်ပါတယ်။ငွေသွင်းတဲ့နေ့ကစလို့ ရုံးဖွဲ့ရဲ့၃ရက်အတွင်းလိပ်စာဖော်ပြပါအတိုင်းစံတွေကိုပို့ဆောင်မှာဖြစ်ပြီးပို့မယ့်ရက်နဲ့အချိန်ကိုတော့ကြိုတင်ဆက်သွယ်မယ်လို့ဆိုထားပါဗျ။ရန်ကုန်တိုင်းထဲမှာပေါ်ဆန်းဆန်တူလောင်ပြန်ပြူရောင်းချနေသူတွေလက်လီဆိုင်တွေအနေနဲ့ဈေးကွက်ထဲကိုစဉ်ဆက်မပြတ်ထုံရောင်းပေးဖို့တူလောင်ပြီးဈေးနှုန်းမြင့်တင်ရောင်းချတာတွေမလုပ်ဖို့မြန်မာနိုင်ငံဆက်စပါးတင်းချုပ်ကတတိပေးထားပါဗျ။ အာရှဒေသမှာရေကြီးရေရှမ်းမှုအန္တရာယ်မြင့်မားနေတာကြောင့်ကြိုတင်ပြင်ဆင်ထားကြဖို့ကမ္ဘာမိုးလေဝသအဖွဲ့ WMO ကတတိပေးလိုက်ပါတယ်။ WMO ကဇွန်လမှာထုတ်ပြန်တဲ့အာရှရာသီဥတုအခြေအနေအစီရင်ခံစာမှာအာရှဒေသဟာကမ္ဘာပြည်မြောက်အပူချိန်ထက်နှစ်ဆနီးပါးလောက်အပူချိန်မြင့်မြန်တက်နေတယ်လို့ဆိုထားပါတယ်။ဒီလိုအပူချိန်မြင့်မြန်တက်လာတာကြောင့်အပူလိုက်မုံတိုင်းရုတ်တရက်ရေကြီးတာတွေ စရဲစိုးဝါးတဲ့ရာသီဥတုဖြစ်ရက်တွေပိုဖြစ်လာစေတယ်လို့ဆိုပါတယ်။မိုးတဲထန်တာကြောင့်ပျက်စီးဆုံးရှုံးမှုတွေများခဲ့တယ်လို့ပုံမှန်မဟုတ်တဲ့ပြင်းထန်မုန်တိုင်းတွေကြောင့်လည်းအကြီးအကျယ်ပျက်စီးမှုတွေဖြစ်ခဲ့ပြီးစီးပွားရေးဆုံးရှုံးမှုတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။အခုလက်ရှိမှာအစိုးရရာဆုံးကတော့အိန္ဒိယနဲ့ပစိဖိတ်သမုဒ္ဒရာတဲကပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုလို့ဆိုပါတယ်။ဒီဒေသတွေမှာရေမျက်နှာပြင်မြင့်တက်လာတာဟာကမ္ဘာပြင်းပြရေမျက်နှာပြင်မြင့်တက်လာတာထက်ပိုများနေတာကြောင့် ဒေသအတွင်းကလူများပြားဟာရုတ်တရက်ရည်ကြီးမှုအန္တရာယ်နဲ့ရင်ဆိုင်နေရပြီးလူသန်းပေါင်းများစွာရဲ့အသက်အန္တရာယ်တွေကိုပါချိန်ချောက်နေတယ်လို့သိရပါတယ်။ရုတ်တရက်ရည်ကြီးတာဟာရေဘေးအန္တရာယ်တွေထဲမှာအသေးအပြောက်အများဆုံးဖြစ်ပြီးရေဘေးနဲ့ပတ်သက်တဲ့သေဆုံးမှုအလုံးရဲ့85ရာခိုင်နှုန်းနီးပါးလောက်ရှိသလိုနှစ်စဉ်အမေရိကန်ဒေါ်လာဘီလီယံ90ကျော်လောက်စီးပွားရေးဆုံးရှုံးမှုတွေဖြစ်စေတယ်လို့ WMO ကဆိုထားပါတယ်။လက်တလုံးမှာတော့ထိုင်းနိုင်ငံတောင်ပိုင်းမှာ ှစ်ပေါင်းများစွာအတွင်အဆိုအဆုံရေကြီးမှုကြောင့်တည်ဆုံးသူဥယျာဉ်33ထက်မြင့်တက်လာပြီးတော့မိုးဆက်လက်ရွာသွန်းနိုင်တယ်လို့လည်းခန့်မှန်းထားကြပါတယ်။အိန္ဒိချင်းမလေးရှားနိုင်ငံကပြည်နယ်ရှိခုမှလည်းနှစ်ရက်ဆက်တိုက်ရေကြီးခဲ့ပြီးတော့နှစ်နိုင်ငံစလုံးမှာလူဦးရေ4000ခွဲနီးပါးဟာရေဘေးလွရာကိုရွှေ့ပြောင်းခဲ့ကြရပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်10ခုမှာရေကြီးမှုအတွင်လူဦးရေနှစ်တန်းကျော်ထိခိုက်ခဲ့တယ်လို့ထိုင်းဆိုရကသတင်းထုတ်ပြန်ထားပါတယ်။